psychology တွားမယ်ဆိုဘာ subject တွေယူတင်လဲကျွန်တော်တို့မြန်မာနိုင်ငံမှာ offer လုပ်တဲ့ subject ပေါ့နော် IG စီစီက offer လုပ်တာမဟုတ်နော်မြန်မာနိုင်ငံမှာတင်လို့ရတဲ့ subject တွေက psychology နဲ့ဆိုင်တဲ့ related subject တွေတိတ်မရှိပါဘူးအဲ့တော့ဒီနေရာမှာကျွန်တော်အဆိုင်ဆုံး subject တစ်ခုတော့ယူစေချင်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ English ရောယူရမယ် Math ယူရမယ် English မှာ ESL နဲ့ EFL ကတော့ first language နဲ့ second language challenging ဖြစ်စေခြင်း EFO ယူပါတော့ဒါပေမဲ့ကျွန်တော်ကတော့အင်္ဂလိပ်စာအားနည်းဆိုတော့ ESL ပဲ usage ပါတယ်ပိုလီသွားမယ်ဆိုမှလည်း EFO ယူရမှာပါနော်တော့အင်္ဂလိပ်ရဲ့ math ကတော့ဒါ basic နေလဲယူရမှာပဲတတိယတစ်ခုကကျတော့ဒါ psychology နဲ့အနီးစပ်ဆုံးမြန်မာနိုင်ငံမှာရနိုင်တဲ့ subject တစ်ခုပါနော် biology ပါလူကြောင်းနားလည်နိုင်မှုအနီးစပ်ဆုံးဘာသာအနေနဲ့ဆို biology ရှိပါတယ်ဆိုတော့သုံးပါတာပါနော်လေးပါတာမြောက်ကျွန်တော် ICT ကို usage ပါတယ် technology နဲ့ပတ်သက်ပြီးတော့ဒီခေတ်မှာ digital literacy လိုတဲ့အတွက်ကြောင့်မလို့ psychology major သွားမယ်ဆိုတော့မှ digital devices ကိုသုံးရမှာဖြစ်တဲ့အတွက်အတွက်ကြောင့်ဘလို့မှ ဟိုရှောင်ရှားစရာနေမရှိဘောနော် assignment တွေရမ်းမယ် report တွေလောက်ရမယ် presentation တွေလောက်ရမယ် research တွေလောက်ရမယ် computer က digital device တွေတုံးအောင်သွားမှာ icd using အဖြစ်ဒီ digital device တွေတုံးတက်နေတိထားတယ်ကြမလားကိုယ့်အတွက်အနာဂတ်မှာအရန်ကိုအထောက်အကူဖြစ်ပါလိမ့်မယ်ဆိုတော့ english math biology icd ငါးဘာသာ minimum ယူမယ်တော့ငါးဘာသာမြောက်ကိုယ့်အတွက်လွယ်ဆုံးဖြစ်စေမယ့်ဘာသာကိုယူပါဥပမာကိုက physics အားသာတယ်ဆို physics ယူပါ chemistry ဝါသနာဘာလို့ chemistry အားသာရင် chemistry ယူပါအဲ့လိုမှမဟုတ်ဘူးအာ business ဆိုပါတော့လေနည်းနည်းသိကျင်တယ်ဆိုယူပါဘောနော်ဒါပေမဲ့ အလွယ်ဆုံးဖြစ်စေမဲ့ subject ကိုရွေးစေချင်ပါတယ် psychology နဲ့ science နဲ့ subject တော့တိတ်မရှိတော့ဘူးနော်အဲ့တော့ကိုကတကယ်သင်ချာကျွမ်းနေဆိုတော့သင်ချာနောက်တစ်ဘာသာယူပါဆိုတော့၄ဘာသာကတော့ကျွန်တော်ဒါရေးယူစေချင်ပါတယ်၅ဘာသာမြောက်တော့ဒါကိုကိုစဉ်းစားပြီးတော့ဆုံးဖြတ်ပြီးတော့ယူပါလို့ပြောချင်ပါတယ်ဗောနော်